မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာတို့အချိန်တွေတိတိနဲ့ပြောင်းလာတာအခုဆိုရင်2025ရဲ့12လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်12လပိုင်းဒီဇင်ဘာလအတွင်းမှာတောက်ကြသာသမီမိတ်ဆွေတို့ဘယ်ယာရီယာချိုးပြီးအားသာကောင်းမှုပြီးတော့ကံကောင်းစီမလဲဆိုတာကိုဆရာကဘယ်ယာရီတတိချားရမလဲဆိုတဲ့တလတာဟောစလံကိုတောက်ကြသာသမီမိတ်ဆွေတို့ကဟောကြားပြီးမှဖြစ်တဲ့အတွက်ဆရာငယ်တောက်ကြသာသမီမိတ်ဆွေတို့အားလုံးဘေးပြာမှန်မြဝေးကွာကြာပါစီအကြောင်းနဲ့ မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုဘယ်ကနေကြည့်နေရလဲဆိုတာလေဆရာဘုမှန်ပြကြပါဦးဒါအပြင်တောက်ကြလာလို့ယူမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုမိတ်ဆွေတို့အနေနဲ့ဘာတွေဖြစ်ပေါ်နေမလဲပြောပြမှာနောက်25ခုနှစ်ဟာတောက်ကြသမီးမိတ်ဆွေတွေအတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ကံအရှင်တွေဘလို့ရှိလဲဆိုတာလည်းဆရာဘုမှတ်မိကြပါဦးဒါအပြင်ဘာလို့လုံးနဲ့ဆရာတို့အခုဆိုရင်12လပိုင်းပြက်ကြိမ်တစ်ခုရဲ့နောက်ဆုံးနှစ်ကိုရောက်လာပြီဆိုတော့ တောက်ကြသမီးမိတ်ဆွေတို့အနေနဲ့ဘလို့ကန်စရာတက်အောင်ဘလို့ကန်ကောင်းအောင်ဆိုတာကိုလည်း2025ခုနှစ်အတွက်တနစ်စာဟောစတဲ့နေမလာခင်မှာဆက်သုံးသပ်ပြီးမယ်ဗီဒီယိုလေးရေရရတင်ပေးမှာဖြစ်တဲ့အတွက်တောက်ကြသမီးမိတ်ဆွေတို့အားလုံးဆရာတို့ဆရာရဲ့ဆရာငယ်ပြီးဒီ Facebook ပြီးမှာဆက်လက်စောင့်ကြည့်ပေးပါအောင်လို့ပြောရင်းနဲ့ကဲစကားတွေများတယ်ဒီတစ်ခါခါပြီးမှာတော့မနေ့မကြတဲ့တောက်ကြသမီးတွေဖြစ်ပါတယ်ခင်ဗျာ Thank you. တောက်ကြသာသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာလက်ရှိ2025ခုနှစ်12လပိုင်းတွင်မှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာလုပ်ငန်းတစ်ခုခုအလုပ်တစ်ခုခုကိုအခြေချကျင်တဲ့စိတ်မျိုးတွေနေရာထိုင်ခင်းတစ်ခုခုအဲမိမိတို့အနေနဲ့လုံခြုံမှုတစ်ခုခု အေးချမ်းမှုတစ်ခုခုနဲ့ မိတ်ဆွေတို့ရဲ့စိတ်ထဲမှာတခုခုမှတနည်းရအမှတခုတခုခုမှအစင်တန်းရှိကြည့်နေ level အစင်တန်းရှိကြည့်နေကိုကိုအနာဂတ်အတွက်ငါဟာဘယ်လုပ်ငန်းတွေကိုလုပ်ရင်ဘုံတည်ရှိမလဲငါဟာအနာဂတ်မှာဘယ်လိုလုပ်ငန်းတွေနဲ့လှုပ်ဆောင်ပါမလဲဘယ်လိုအရာမျိုးတွေတင့်တော်မလဲဆိုပြီးတော့မဖြစ်ပေါ်လာရသေးသောအချိန်ကာလမဖြစ်ရောက်လာသေးသောအချိန်အချိန်ကာလတစ်ခုကိုစဉ်းစားခြင်းတွေးခေါ်ခြင်းညများစွာရရှိနေပြီးတော့မဖြစ်ရသေးတဲ့ကိစ္စတွေမှာကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ကောင်းမွန်တဲ့အတွေးခေါ်လေးတွေတွေးခေါ်နေတော့လာဖြစ်ပါတယ် ထို့ပြင်နောက်25ခုနှစ်အတွင်းမှာတောက်ကြသာသမီမိတ်ဆွေတို့အနေနဲ့ဆနလပိုင်းအတွင်းမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကံကတော့ဘာကိုမဆိုအနှင်းငယ်အစမှာတော့ယုံကံရတတ်တယ်အတွေးလွန်နေတယ်ဗျာများနေတယ်ဆိုတဲ့စိတ်မျိုးတွေနည်းနည်းလေးဖြစ်ပေါ်တတ်တော့ကာလဖြစ်တဲ့အတွက်တောက်ကြသာသမီမိတ်ဆွေတို့အနေနဲ့အတွေးလွန်ခြင်းဗျာများခြင်းနဲ့အနှင်းငယ်အခက်ခဲကလေးတွေကိုအများကြီးဆိုပြီးညှဉ်းညူနေတာမျိုးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ ဟုတ်မိတ်ဆွေတို့အနေနဲ့ဒီကာလတော့ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတောက်ကြသားသမီးများအနေနဲ့လက်ရှိကာလအတိုင်းတာမှာဆိုလို့ရှိရင်တော့နည်းနည်းလေးစိတ်ကိုကွန်ပျူတာချစ်ချင်းနဲ့ချစ်တို့ဆောင်ရပြီးတော့ဘာကုန်းမှစဉ်းစားပြုတ်ဝေတုံဆိုင်မှုတွေပဲနဲ့ချစ်တို့ဆောင်ရလှုပ်ဆောင်ရအောင်မြင်တို့တက်မှုနဲ့ကံစားတာတွေအခွင့်လန်းကောင်းတွေများစွာရရှိမဲ့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေများကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့ဒီကာလတာတော့ဒီမှာနည်းနည်းလေးတတိပြုစင်ကျင်ရလိုအပ်ပါတယ် စိတ်တက်အမြင့်ပတ်အတက်ပတ်ကိုရောက်တတ်တဲ့အတွက်စိတ်တက်အမြင့်အတက်အကြမညီတာမျိုးလေးတွေငဘောကသွေးတိုးသွေးတက်ကျမ်းမာရှိတဲ့လူများလေးတို့ဝမ်းပိုက်တို့အစာရင်းနဲ့ပတ်သက်ပြီးရှိတဲ့မိတ်ဆွေများဝါရောနဲ့ပတ်သက်ပြီးအနေနဲ့အားနည်းတက်တော်လာဖြစ်တဲ့အတွက်ကြောင့်ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ယောဂဟောင်းမဖြစ်ဖြစ်ယောဂအတက်တက်ဖြစ်ဖြစ်တတိထားရမယ်ဒီနေရာမှာကတတိထားစင်နေရမှာတော့တောက်ကြသသမီးအမျိုးသမီးများအနေနဲ့အမျိုးသမီးသွေးဆုံနဲ့အဲသွေးဆုံနဲ့ယောဂမျိုးတွေ အဲအမျိုးသမီးသွေးအသွေးသားနဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေမှာတတိထားဆင်ရင်ပေးရန်အတွက်တော့လိုအပ်သောလှဖြစ်ပြီးတော့တောက်ကြသသမီးမိတ်ဆွေများအနေနဲ့အသွေးသားနဲ့ပတ်သက်တာမျိုးအဲသွေးတိုးသွေးတက်နဲ့ပတ်သက်တာမျိုးလေးတွေတတိထားဆင်ရင်ပေးရန်အတွက်တော့လိုအပ်သောလှဖြစ်ပါလေခင်ဗျာထို့ပြင်တောက်ကြသသမီးမိတ်ဆွေများဒီကလာတာတော့ဒီမှာဆိုမိတ်ဆွေတို့ရဲ့အဲဆွမ်းလာလို့ပေါ့ကျမရေကျမရေနဲ့ပတ်သက်ပြီးတဲ့အခါမှာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဘလောက်ပဲခက်ခဲစီကမှုအခက်အခဲတွေဟာ အစဉ်ပြေခြင်းအောင်မြင်ခြင်းနဲ့တိုးတက်ရှင်ဒီကျင့်တည်ရရှိမဲ့အတွက်တော့ဘာကုန်မဆူရင်စရာမလိုပဲနဲ့အခက်အခဲရှိရင်တော့မိမိပုံမှန်ပါဘာသာပြေတာလှုပ်ဆောင်နေတဲ့အလုပ်ကလေးတွေလုပ်နေရင်းနဲ့ကိုအခက်အခဲကြက်တဲ့ဘလို့ပဲခက်ခဲရကစီကမှုအစဉ်ပြေခြင်းနဲ့အဆုံးခံမှာတော့ကံကောင်းခြင်းနဲ့ရရှိတတ်တယ်လို့မထင်မှဖဲနဲ့ငွေကြီးလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်လို့များများဆဆဝင်လာတာမျိုးတွေငွေကြီးနဲ့ပတ်သက်လို့ထီကန်ကောင်းလာမျိုးထီပေါက်တယ်လို့ထီထိုးတကယ်တော့အဲ ချီနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အများစွာရရှိတတ်တယ်လို့မထင်မှတ်ဖြစ်နဲ့မမျော်လင့်မဲနဲ့အဟိုဆွနာလို့ယရနာပုံစိုက်ကိန်းနဲ့စိုက်တယ်လို့တားရွှေဦးထမ်းလာတယ်လို့ကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့တောက်ကြတာသမီးမိတ်ဆွေတို့ရဲ့ယင်ထဲမှာဒါရင်ကိုတတိထားဆင်ခြင်ပေးရလိုအပ်သောကာလအပိုင်းကြား သမီးနဲ့ဘာကိုမဆိုကန်တရားရဲ့အထောက်ပံ့ကောင်းကန်ဂျမာရဲ့အကူအညီကောင်းတွေကိုရရှိတတ်တော်လာဖြစ်ပြီးတော့တောက်ကြသမီးမိတ်ဆွေတို့နေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ထင်ပေါ်ခြင်းမိမိရဲ့ကိစ္စလက်လွန်ထားသောကိစ္စငွေကြီးကိစ္စဘာသာပေဝရတယ်ရှေ့တူဆောင်ရလှုပ်ဆောင်ခြင်းတွေအာသာကောင်းမှုတိုးတက်ပြီးတော့ကန်ကောင်းစီပါတယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ရာထူးတိုးခြင်းရာထူးတက်ခြင်းလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ရာငဘူကရာထူးတိုးဖို့မျှော်လင့်ထားတဲ့မိတ်ဆွေတောက်ကြသမီးများရာထူးတိုးခြင်းရာထူးတက်ခြင်းတွေများစွာရရှိတတ်တော်လာဖြစ်ကြောင်းနဲ့ ကြီးစားတယ်ဗျာနော်အဲကြီးမြတ်မြတ်တောက်ရတယ်ဒီကာလမှာအဲကြားဖြတ်ပြင်ညာလာဆိုရာထူးတိုးခြင်းရာထူးတက်ရှင်နဲ့ပတ်သက်လို့များစွာတုံ့ပြန်ရတတ်တော့လာဖြစ်ပြီးတဲ့အခါငါကရာထူးတိုးခြင်းနဲ့မိတ်ဆွေများ ရှင်းတူဆောင်ရလှုပ်ဆောင်မှာ OA Champion မြေယာမြေယာထိုင်ခင်းနဲ့ပတ်သက်ပြီးပြုလုပ်လို့တဲ့မိတ်ဆွေများအနေနဲ့ရှင်းတူဆောင်ရပါ OA Champion ဝယ်တာတွေရောင်းတာတွေပြောင်းတာတွေရှင်းတူဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်လို့နေရာထိုင်ခင်းပြောင်းလဲကိစ္စလေးတွေယာရုလုပ်ငန်းကိုင်ကအပြောင်းလဲကိစ္စလေးတွေမှာရှင်းတူဆောင်ရရင်အသာချင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းတွေပြန်လဲစုံတွေးရတတ်တယ်လို့နဂိုကမိမိရဲ့မိသားစုဝင် အတွင်းဆွေမျိုးသားချင်းအတွင်းမှာအချုပ်အနှောင်လုပ်အစတီပောက်ကြီးဆရာကြီးတယ်ဆရာတဝက်နော်အဲ အချုံနောက်လုံနေတဲ့အချုံနောက်ပြင်နေတဲ့မိတ်ဆွေများမိသားစုဝင် အတွင်းမှာညီကိုမောင်နှမအတွင်းမှာဆွေမျိုးသားချင်းအတွင်းမှာတဝေးတနေရာကိုပြောင်းချွေပြီးတော့အခက်အခဲကြက်တဲ့ကြုံရတဲ့မိတ်ဆွေများအချုံနောက်ကနေလွတ်မြောက်လာခြင်းဒီအခက်အခဲတွေကနေပြီးတော့မထင်မဖြစ်ရုပ်ရည်ရဲ့ကန်ဆာတာရဲ့ထိုးတက်လာမှုတွေကံကောင်းမှုတွေရရှိတတ်တော့လာဖြစ်ပါတယ်နိုင်ငံခြားကိစ္စပတ်စုကိစ္စဗီဇာကိစ္စရဝေးခရီးသွားပြပ နေရှားနဲ့ပတ်သက်သောကိစ္စလေးတွေမှာအများစွာရှေ့တူဆောင်ရွက်လှုပ်ဆောင်ရင်ကောင်းမွန်ပြီးတော့ passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာလူမျိုးခြားဘာသာခြားလူမျိုးကွဲနေရှားတပည့်လက်သားနေဝေးကဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုများစွာအထောက်အကူရရှိတတ်သောလား ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာမိသားစုကိစ္စအိမ်ကြီးကိစ္စတွေမှာတဦးနဲ့တူတူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများနားလည်မှုရှိအောင်ရှေ့လူဆောင်ရလှုပ်ဆောင်ရအားသာကောင်းမှုတိုးတက်ပြီးတော့ငကူကမိသားစုကိစ္စအိမ်ကြီးကိစ္စတွေမှာမိမိတို့မိသားစုတွေမှာပဲအမွေကိစ္စတွေအမှုကိစ္စတွေဖြစ်နေတဲ့မိတ်ဆွေများကိုယ့်ဘက်ကအားသာခြင်းကောင်းမှုခြင်းတွေတိုးတက်ခြင်းတွေရရှိတတ်သောလှဖြစ်ပြီးတော့တောက်ကြတာသူမိတ်ဆွေတို့ကိုဒီကာလအတော်တွေမှာဆိုရင်ဘာကိုမဆိုရှေ့လူဆောင်ရလှုပ်ဆောင်မှာ ဘာကိုဖြစ်ဖြစ်သူများလုပ်ငန်းကိုင်ငန်းတွေအများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းပွဲနဲ့ပတ်သက်တာတွေလူမှုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေမှာချစ်တို့ကောင်းမှုပြီးတော့ passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်လို့ချစ်တို့အောင်အားသာကောင်းမှုတိုးတက်ပြီးတော့ကန်စတာတိုးတက်ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိသားစုတွေမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့တောက်ကြသားသမီးတွေနားလည်မှုရအောင်ချစ်တို့စွမ်းဆောင်ဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့ကံရဲ့အထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်အာမခံလုပ်ငန်းတွေ ။ OH ချမ်းမီမြန်မာနေရာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းတွေကိုကိုယ်တိုင်ဦးစီးဦးဆောင်တဲ့လုပ်ငန်းတွေချစ်တိုးဆောင်ရလုပ်ဆောင်မှာအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်သောလဖြစ်ပါတယ်။အထက်အလိတ်လုပ်ငန်းတွေတက်စီတီစေလောင်စာစီနဲ့ပတ်သက်တာမျိုး ဒေါ်လာအဆရှိသောလုပ်ငန်းတွေတွင်းထွက်ပစ္စည်းတွေဖြစ်တဲ့အရာမျိုးလေးတွေရေနံလို့နော်ခနောက်စိမ့်လို့ကြောက်စိမ့်နော်အဲဒါမျိုးလေးတွေနဲ့ပတ်သက်လာလို့ရှိရင်ခြေတို့ဆိုင်ရာလှုပ်ဆောင်ရင်အတကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာသူအပြင်မိတ်ဆွေတောက်ကြတာသမီးတွေဒီတလတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးထီကံကောင်းသလိုထီထိုးသလိုထီကံကောင်းတာမျိုးလေးတွေများစွာရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ ပညာရေးနဲ့ပတ်သက်လာရင်တော့လက်ရှိရှိနေတဲ့သင်ယူနေတဲ့နေရာကသာအကောင်းဆုံးဖြစ်ပြီးတော့အဲငကူကထက်လက်ရှိသင်ယူနေတဲ့အရာကိုပဲချိတ်တိုးပြီးတော့သင်ယူပါရည်ရွယ်ချက်ရည်မှန်းချက်တွေမလွဲလျှော်ပါနဲ့ကိုယ့်ရဲ့ဘဝအတွက်အနာဂတ်အတွက်မှာကောင်းမွန်တဲ့အထောက်အပံ့ကိုများစွာရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာထို့ပြင်မိတ်ဆွေတောက်ကြတာသမီးတွေရအထက်လူကြီးကြီးကဲတွေရအကူအညီကိုရရှိတတ်သလိုတပည့်လက်သားအကူအညီတွေကိုရရှိတတ်တဲ့သို့သောလုပ်ငန်းသူအလုပ်သူ လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်နေရာထိုင်ခင်းလေးကိုယ့်ကိုအပြိုင်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတာမျိုးလေးတွေလုပ်ငန်းတူအလုပ်တူနဲ့ပတ်သက်ရင်မလို့မုံထားပြောဆိုခံရတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်ချွေအဝင်မတော်ပါဘူးချွေနဲ့ပတ်သက်ပြီးတော့အဝင်တော်လာရင်လူအဝင်မတော်တာမျိုးတွေလူနဲ့ပတ်သက်ပြီးအဝင်တော်လာတဲ့အခါလူဝင်ထားရဆိုချွေမဝယ်တင်တာမျိုးလေးတွေပြုလုပ်တင်ပြီးတော့တခုပဲဝင်လို့ကောင်းပါလေလူဝင်မယ်ဆိုချွေထွက်ပြီးပါချွေဝင်မယ်ဆိုလူထွက်ပြီးပါဒီလိုမျိုးလှုပ်ဆောင်ပြီးပါလိုအပ်ပါတယ်ဆက်ပစ္စည်းရင်းနဲ့ပတ်သက်တာမျိုးလေးတွေ ခဏခဏအပြတ်များတာမျိုးစာချုပ်စာတမ်းကိစ္စမိစာချုပ်စာတမ်းကိစ္စလေးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်သောကိစ္စလေးတွေခဏခဏပြတ်ရတာမျိုးတွေဗစက်ကနေဘာလို့မဆိုမဖြစ်ရသေးဘူးကြိုပြောခါမှာအပြတ်သဘောအပြတ်သဘောတွေစောင်းတက်တဲ့လာဖြစ်တတ်တဲ့အတွက်ကြောင့်ဘာလို့မဆိုကိုယ့်ရဲ့ရင်ထဲမှာတူတူတိတ်တိတ်ထားပြီးတော့ချိတို့စာလောက်လောက်ဆောင်မှာအောင်မြင်မှုတွေတိုးတက်မှုတွေရရှိပြီးတော့ဖြစ်လာမှသာငါခွဆိုပြီးတော့လက်ခံောင်းခတ်ပါမဟုတ်လို့ကတော့ကြိုပြောရင် တကယ်ကို reaction လုပ်မဲ့အရာတွေမှာပြတ်သွားတတဲ့အရာမျိုးလေးတွေတကယ်ကိုလက်တွေ့ကျကျလုပ်တဲ့အခါမှာစိတ်မပါတော့တာမျိုးလေးအခမ်းအနားမဆမီအပြင်ကကျင်းပါဆိုပေမဲ့အပြင်ကကျင်းပါတိုင်းမှာလည်းအပြင်မှာအားပါပြီးတော့တကယ်ခမ်းနားရောက်တော့ဆွနာလို့ခါပါသွားတတဲ့လာဖြစ်တတ်တဲ့အတွက်တော့သတိထားစင်နေမိရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အရေးပြားနဲ့ပတ်သက်သောအရာလေးတွေအသွေးသားနဲ့ပတ်သက်သောအရာလေးတွေကျန်းမာရေးနဲ့ပတ်သက်လာရင်လည်းအမျိုးသမီးတွေမိရအစားရှိတဲ့ဘာညာတွေပေါ့ဆရာကတော့ ယောက်ျားအညီကိုရလည်းတုံးရမိန်းမလည်းမရသေးတော့ဘာမှအဲ့ဒါတော့မသိတဲ့အတွက်အမျိုးသမီးအသွေးသားနဲ့ပတ်သက်သောကိစ္စလေးဒီမှာသတိထားဆင်ခြင်ပေးပါနဲ့အမှုမမှန်ရင်းမျိုးတွေဖောက်ပြန်ပျက်စီးတတ်ခြင်းတွေကြုံရတတ်တဲ့အတွက်တော့သတိပြုဆင်ခြင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီစာချုပ်စာရန်ကိစ္စလေးကိုလှုပ်ဆောင်မှာ ညီကိုမောင်နှမတွေနဲ့ပတ်သက်လာရင်နှုတ်ကနေပြီးတော့အာနာရာမျိုးတွေဆိုရင်ခပတတ်တတ်လို့ဇေဒနာတွေဝေဒနာပြရတတ်ပါတယ်အထူးသဖြင့်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့ပြဿနာဒစုံတရားတစ်ခုခုအကြောင်းပြုပြီးပြဿနာတက်လာမျိုးခနောက်စိမ့်နေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့သတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ဆက်ပစ္စည်းရင်ဖုံးဆိုင်ကယ်တမိုးရှိရာတွေမှာပျောက်တာမျိုးကြပျောက်တာမျိုးတခုခုခံရတာမျိုးတွေဖြစ်ရတတ်ပါတယ် ါလေးကိုသတိပြုစင်ကြရလိုအပ်ပါတယ်အလုတ်တူလုပ်ငန်းတူယာတုတူနေရာတူဒီလုပ်ငန်းတွေကိုသတိထားစင်ကြပြရလိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့စကားပြောမှားတာမျိုးလေးတွေမိမိကစေတနာနဲ့ပြောပေမဲ့တစ်ဖက်သူရဲ့လားထဲမှာဝေဒနာတွေဖြစ်သွားတာမျိုးလေးတွေသတိထားစင်ကြတဲ့တော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီလာတော့တမဆိုရင်တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေဂျုံကတက်တယ်လို့သတိဆွနာလို့ပေါ့ယာတုတက်ချင်းပြီးတော့ဝေးကွာနေသူနဲ့ပြန်လဲစုံစည်းရတတ်တယ် လူငယ်တွေအရှင်ရင်မှာတော့ချစ်သူလဲရအိမ်အောင်လဲကြရတက်တာမျိုးကြီးစားလဲရအိမ်အောင်လဲကြစုပ်ကောလက်ကောဝင်လာတက်သောလာဖြစ်တဲ့အတွက်တော့ဘာမှစုပ်ဝဲမရှိဘူးတမီးကြီးစားများအနေနဲ့လဲအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းတိုင်ပင်ခြင်းလူကြီးမိဘတွေနဲ့စုံစည်းခြင်းတွေးဆောင်ခြင်းတွေအတွက်တော့ချစ်တို့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာတို့အပြင်အိုးအိတ်ချက်မြေယာနေရာထိုင်ခြင်းတွေပိုင်ဆိုင်ရတာမျိုးတွေစောက်လောက်ရတာမျိုးတွေကြုံမတက်တယ်လို့ ကံကောင်းမှုတွေများစွာရရှိတတ်သောလာဖြစ်ပြီးတော့မိဟောင်းဆွေဟောင်းဆရာဟောင်းတမဟောင်းအကြီးကဲဟောင်းတွေရဲ့အကူအညီထောက်ပံ့မှုများစွာရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီတလားတာတော့ပြမမိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုသာသမီရလို့တဲ့မိတ်ဆွေများသာသမီမရှိသူများသာသမီရရှိတာမျိုးပရိသတ်တွေကိုဝင်ရရှိတာမျိုးလေးတွေရတရင်ကောင်းတွေကြားရတတ်တယ်လို့ မိတ်ဆွေတို့အနေနဲ့ငကူကဝေးကွာနေသောတပည့်လက်သားသာသမီတွေနဲ့ပတ်သက်ပြီးတော့အထောက်အပံ့တွေများစွာရရှိတတ်သောလာဖြစ်ကြောင်းအားရပါရထားလောင်းပြောလိုက်ပါစီထို့အပြင်တောက်ကြသာသမီမိတ်ဆွေတို့အနေနဲ့လက်ရှိဒီ2025ခုနှစ်17လပိုင်းပြင်မှာဆိုရင်တင်းလာသာသမီတင်းငုံလေသာသမီတွေနဲ့တွဲဖက်လောက်တာမျိုးတွေဟာကံရဲ့အထောက်အကူကံကိုရရှိတတ်တယ်လို့ မိတ်ဆွေတို့အနေနဲ့အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍငါးကဏ္ဍခြောက်ကဏ္ဍနေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အကျိုးပေးစီတော့ရဟာအခြေစူးစူးရဖြစ်ပြီးတော့စန်းတီယာရကတော့အနောက်တောင်တောင်ရဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစီတော့အယောင်အနေနဲ့ဆိုရင်တော့ခရမ်းရောင်မီညိုရောင်အပန်းရောင်တွေကိုမြန်မြန်ဝတ်ဆင်နေတဲ့ကံကောင်းပြီးတော့မိတ်ဆွေတို့ရဲ့လိုရာကိစ္စတွေမှာအထောက်အပံ့ပြုမှာအသေးစားပဲဖြစ်တယ် ထို့အပြင်မိတ်ဆွေတို့ဒီလတာတို့တွင်မှာဆိုရင်မြောက်ဆူဆူရက်ကိုခီးထွက်တာမျိုးကျမ်းမာရေးကိစ္စတွေကုသတာမျိုးအရေးကြီးသောလုပ်ငန်းတွေကိုကောင်းတဲ့ပုံရံပြောဆိုလှုပ်ဆောင်တာမျိုးတွေတော့အင်မတန်အားနည်းသောလအဖြစ်ကြောင်းနဲ့တောက်ကြတောက်ကြချင်းတွဲလုပ်တဲ့အခါမှာတော့တကယ်ကိုကြီးရက်ကြက်ပြီးပျက်စီးတတ်ခြင်းတောက်ကြနေလို့အရေးကြီးတဲ့ကိစ္စတွေကိုတတိထားစင်ကြီးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာတောက်ကြသောမိတ်ဆွေတို့ဒီတလတာတော်တွင်မှာဆိုရင်တော့ အစိမ်းရောင်တောက်တောက်တို့အဝါရောင်ချွေဝါရောင်တောက်တောက်တို့ကိုဝစ်စင်တဲ့အခါမှာတတိယစင်ရင်ဝစ်စင်ရအတွက်တော့ဘလို့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့တောက်ကြတဲ့သမီးတွေဒီတရတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့စွန့်လာလို့ပေါ့ဆရာတို့ခြုံပြောရမယ်ဆိုအိမ်တော်ရင်းနဲ့ပတ်သက်လာရင်လည်း ဘာမှတော့စိုးရိမ်စရာမရှိဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတာမျိုးတွေအိမ်တော်မနဲ့ပတ်သက်ရာထူးတွန်းချင်းရောက်ပြန်လဲစုံစည်းရတာမျိုးအလုတ်ပိတ်ချင်းကြောဆရာ31ရက်နေဆိုဆရာငယ်မွေးနေ့ဖြစ်တော့အဲ Happy New Year နေ့ဆိုဆရာမွေးနေ့လေအဲဆရာသက်18နှစ်လာပြည်တယ်ဆိုတော့နောက်တာနော်ဆိုတော့31ရက်နေ့ဆိုဆရာမွေးနေ့ဆိုတော့အဲအဲ့လိုပဲဒီဇင်ဘာပိတ်ရက်တွေလာတော့မယ်31ရက်နေ့ဆရာမွေးနေ့ထည့်ပြောရတာတော့ဆရာမွေးနေ့လက်ဆောင်တွေ pre order လက်ခံနေပြီဆိုတဲ့ကြောင့်ဆရာကပြောလိုပါတယ်ကောင်းပြီအဲတောက်ချက်သားသမီးမိတ်ဆွေစတာနော်တောက်ချက်သားသမီးမိတ်ဆွေ ို့ဒီဒလတာတို့တို့မှာဆိုရင်တောက်ကြတာသူမိတ်ဆွေများအဲဒီလာတာတော့ဝဆနအိမ်တော်ရင်းနဲ့ပတ်သက်ဝေးကွာနေတဲ့သူတွေခွဲခွာနေရတဲ့သူတွေပြန်လဲဆက်ွယ်ရရှိတာမျိုးငကူကတောက်ကြတာမိတ်ဆွေများငကူကကွဲကွာနေသူတွေနဲ့လူကြီးသမားတဦးတယောက်ရဲ့အကူအညီကြောင့်ပြန်လဲပေါင်းစည်းရတာမျိုးတွေကြုံမတတ်တော့ကာလဖြစ်ပါတယ်အဆင်မပြေနိုင်စရာတော့ဘာမှမရှိပဲအဆင်ပြေမပြေနိုင်ရင်တော့ဒေကြပါတဲ့ မိမိရဲ့အိမ်အောင်ဘက်ရဲ့ဥတိုချင်းမျိုးတွေမိမိအိမ်အောင်ဘက်ရဲ့မိမိအပေါ်စိတ်တိုင်းမကြလွှမ်းမိုးကျင်တဲ့စိတ်တွေကြောင့်တော့စိတ်နှငယ်ညင်ညူရတတ်သောလလဲဖြစ်ကြောင်းနဲ့အိမ်အောင်ရင်းနဲ့ပတ်သက်လာရင်ချင်းလဲဆွဲတာပြားလဲခြောက်တာဆိုတဲ့အတိုင်းပြုလုပ်တင်ကြောင်းထက်လောက်ပြောကြလိုက်ပါစီတချို့အရာတွေမှာအမျိုးသမီးတွေမိမိရဲ့အိမ်တွင်းရေးကိစ္စတွေမှာတိုင်မြင်တဲ့အခါမှာလည်းနည်းနည်းလေးသတိပြုစင်ကြလို့အကြောင်းထက်လောက်ပြောကြလိုက်ပါစီကောင်းပြီ တောက်ကြသသမိမိတ်ဆွေတွေဒီတလတာတော်တွင်မှာအဆဆရရအရေးကြီးသောကိစ္စလုပ်ငန်းတွေကိုပြုမှုဆောင်ရွက်တဲ့အခါအဋိဋ္ဌံပြုလို့လိုတဲ့ဇာငဲမိတ်ဆွေများအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်တန်ဘုတ်တွေကိုတနေ့ကိုတရားနဲ့ချက်ခေါက်ကို73ရက်တည်တည်အဋိဋ္ဌံဝင်လိုက်ပါဘလောက်ပဲစိုးစီကမှုစိုးသမျှကံဟာဟတ်စတောင်းဆိုပြီးတော့ယူပြစ်လိုက်တယ်လို့ပိန့်ကြရွက်ပေါ်ရေမတင်ပြင်းစင်လွင့်ပြောက်သွားမှအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်တောက်ကြသသမိမိတ်ဆွေတို့အနေနဲ့ အရေးကြီးသောကိစ္စတွေကိုလိုရာမှုတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့အနေနဲ့မိမိရဲ့အုတ်ထုတ်ကလေးစောင်းသွားတာမျိုးဥကောင်းလေးပေါ်လက်လေးတင်ပြီးတဲ့အခါကျတော့မိစွေတို့အနေနဲ့အာယုံပြုပြီးတဲ့အခါမိမိသွားလိုတဲ့လုပ်ငန်းကိစ္စကိုမေတ္တာပို့သွားတာမျိုးမိမိရဲ့အိမ်ဆောင်နဲ့ကိုဆောင်နဲ့လမ်းဆောင်နဲ့တွေကိုမေတ္တာပို့ပြီးတော့သွားတာမျိုးတွေဟာမိစွေတို့ရဲ့အခက်အခဲတွေကိုပြည်လည်သွားမှာအတိအကျပဲဖြစ်တယ်။ဒါနဲ့စကားမဆက်ဆရာတို့တောက်ကြတာမျိုးမိစွေများခင်ဗျာ2020ခုနှစ်အတွက်တနစ်စာဟောစတန်းနေဆရာငယ်တော်မှတီးတန့်တွက်ရှင်တဲ့မိစွေများ တွက်လို့တပါဆိုရင်တော့ဆရာရဲ့ဆရာငယ်ပေးတဲ့ Facebook ပေးမှာဖြစ်စီ0939 0936 7902916 WhatsApp Telegram မှာဖြစ်စီ Viber number 6635050 50 90မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာ Hotline အပြင် ဆရာမိတ်ဆွေတို့ဒီတစ်နှစ်မှာတော့ဆရာကမိတ်ဆွေတို့ရဲ့မူလစာတာတွေကိုတွက်ချက်ပြီးတော့ပဲတဦးချင်းစီလိုက်ဘဝတသက်တာအကျိုးပေးစေသောအရာတွေကိုအရောက်ဘာညာပေါ့ဒါတွေကိုမိတ်ဆွေတို့အနေနဲ့ဆရာထည့်ပေးထားတယ်ထို့အပြင်မိတ်ဆွေတို့အိမ်ရောက်မှနိုင်ရင်တော့ပူကိုင်းပူကောင်းတယ် online ကပေါ်မှလို့မရဘူးလားဆိုရတယ်သို့သောအိမ်ရောက်မှရင်ဆရာတချို့လက်ဆောင်လေးတွေထည့်ပေးခြင်းလို့ဆိုတာလေးပဲဆရာပြောရင်းနဲ့အဲတောက်ချတာမိတ်ဆွေတို့အနေနဲ့2026ခုနှစ်17လပိုင်း2026ခုနှစ်အတွင်းမှာမိတ်ဆွေတို့အနေနဲ့ တနစ်စာဟောစလန်တိတန်တွက်လို့တဲ့မိတ်ဆွေများဆရာ1386ခုနှစ်အတွက်တော့တနစ်စာဟောစလန်ကိုမပြီးတော့ဘူးဆိုတဲ့အကြောင်းဆရာကထလောင်းကျင်ညာလက္ခဏာခတ်အောင်စီတည်ရင်းနဲ့ဖြင့်တောက်ကြသားမိတ်ဆွေတို့ဒီ2025ခုနှစ်ဆန်းလာပိုင်းပြမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီမှုတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမင်းမျိုးပန်းလေးခုနှစ်ပွင့်နဲ့ရိုက်ပုတ်ထိပ်တွေရောင်းပြီးတဲ့အခါထိုမင်းမျိုးပန်းလေးကို မိမိရဲ့ဈေးဆိုင်လို့မဟုတ်အမြင့်တနေရာမှာအလှပန်းကလေးထိုးပြီးတော့စူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးတော့ရောင်းကုန်ဝယ်ကုန်နေအယောင်သွက်အယောင်ဖတ်သွားစီမှာအတေကြပဲဖြစ်တယ်ထို့အပြင်တောက်ကြတာမိတ်ဆွေတို့ဒီ2020 9ခုနဲ့12လပိုင်းတွင်မှာမိတ်ဆွေတို့ရဲ့နော်စနလိုဟိုတလက်တာလုံးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေတရာအနေနဲ့ဆိုရင်တော့ဖြစ်ခမရဆရာတို့ဖန်ကွက်လေးတစ်ခွက်ထဲမှာဂိုင်းမပါတဲ့ဖန်ကွက်အဝိုင်းလေးတစ်ခွက်ထဲမှာ စံကလေးနှင်းငယ်ကိုထည့်ပါစံကလေးနှင်းငယ်ကိုထည့်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့9000လောက်နဲ့တရွက်ကို9000လောက်နဲ့တရွက်ကိုကတော့လို့ထိုးပါကတော့လို့ထိုးပြီးတဲ့အခါမိတ်ဆွေတို့9000လောက်နဲ့တရွက်ကိုအဲခွက်လေးတွေကိုထည့်ပါဒီလိုလောက်ခိုင်းတာပါဆိုတော့မိတ်ဆွေတို့နော်ဆရာကတော့လို့မထိုးတတ်လို့ဒီမှာဒီမှာ9000နဲ့တရွက်ကိုစံလေးနှင်းငယ်ထည့်ပါဒါပြည့်တဲ့အခါ9000နဲ့တူရကိုဘယ်တော့လို့တို့ပါမိမိအိမ်ကမျက်စွာဖျားမှာငွေကြီးလဲကံကောင်းအောင် ဇန်ရီစပါးလဲပေါ်ကြွယ်ဝအောင်ဆိုတဲ့ရည်ရချက်နဲ့ဖန်ခွက်ဆိုတော့နှဝင်းပေါ့ကျန်တာတော့ဆရာမပြောတော့ဘူးเนาะအဲ့ဒါလေးထိုးပြီးတော့မိတ်ဆွေတို့ရဲ့အရင်မျက်စွာဖျားမှာမနက်9:00နာရီတိတိဘယ်နေ့မဆိုလှုပ်လို့ရတယ်မနက်9:00နာရီတိတိမှာစူတောင်းမှာခက်ခဲကြက်တဲနေတော့ဖြင့်ရေးစီလေးတစ်ခုကိုကိုင်းမိတ်ဆွေတို့ရဲ့အခက်ခဲကြီးကြက်တဲဒီအစင်ပြေစီဖို့အတွက်ရေးစီကို9ချက်တိတိတီးပြီးတော့စူတောင်းမှာဒါဆိုရင်ခက်တကယ်ခက်ခဲရင်တော့ရေးစီတီးတာမန်အတိုင်းလုပ်မယ်ဆိုရင်တော့ဖြင့် အခွက်လေးထဲမှာငါတော့နည်းနည်းပြရကိုကတော့လို့ထိုးပြီးတော့ဆံကလေးတစ်ခုနည်းနည်းထည့်ပြီးတော့ဖျားမှလူထားခြင်းအပြင်အခက်အခဲကြက်တဲ့ဒီပြီးလဲသွားမှဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြတာသမီးမိတ်ဆွေတို့2025ခုနှစ်12လပိုင်းအတွင်းမှာအစီအမေရပါစေကြောင်းနဲ့မိတ်ဆွေများခင်ဗျာဆရာတို့အခုဆိုရင် ပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလှဖြစ်တဲ့2025ခုနှစ်ရဲ့12လပိုင်းကိုမကြာခင်ပြီးဆုံးတော့မှဖြစ်တဲ့အတွက် လာမယ့်နှစ်ဆိုရင်မျက်ကလေးတစ်ခုရဲ့အသစ်ဖြစ်တဲ့နှောင်းနှောင်းလာမယ့်လဆိုရင်ဒီလကိုရင်နှောင်း26ကိုရောက်တော့မှာဖြစ်တဲ့အတွက်မိတ်ဆွေများခင်ဗျာနှောင်း25မှာဘလောက်ပဲဆူဆူညံ့ညံ့ဘလောက်ပဲကန်စားတာအားနဲ့အားနဲ့ဒီနှောင်း25ခုနှစ်12လပိုင်းမှာအဆုံးသက်ချင်းရက်တက်ရင်းနဲ့ဂျိုးစိုးဂျိုးညံ့ပါပါဂျိုးမှန်များကိုထားခဲ့ပါဒါအပြင်ဆရာပေါ်ပြပေးမယ်လာမယ့်နှောင်း20 ငါခုနှစ်မကုန်ရင်2026မှာကန်ဆယ်ကောင်းစီရင်တော့ဘာရေတရားတွေပြက်ကလေးရေတရားတွေအမိတ်ပြန်တဲ့ရေတရားတွေတချို့မိတ်ဆွေဟောင်းလို့ဆိုသိနေပြီဆက်လက်ပေါ်ပြပြီးပြီးတော့နှစ်ကိုလည်းသုံးသပ်ပြီးမှဖြစ်တဲ့အတွက်ဆရာမိတ်ဆွေတို့ဆရာငယ်ပြီးတဲ့ Facebook ပေးမှာလည်းဆက်လက်စောင့်ကြည့်နိုင်ကြောင်းဆရာကထပ်လောင်းပြောရင်းနဲ့2025မှာညခဲ့တဲ့မြောက်ကိုမိတ်ပြီးတော့2026မှာကန်ဆယ်တာတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစတင်သွားရအောင်ဆရာငယ်ကတော့စောင့်နေမိတ်ဆွေတောက်ကြတာတို့မြတ် like ခဲ့ပါကြောင်းဆရာကထပ်လောင်းပြောရင်းနဲ့ကဲမိတ်ဆွေ တောက်ကြသားသမီးတွေအားလုံးဒီစတနာဝလာပိုင်းမှာကန်ဆာတာတွေတိုးတက်အောင်မြင်လို့အစိုးမှန်သမျှဂျိုစိုးမှန်သမျှကိုရပ်တန့်နိုင်ပြီးတဲ့အခါ2026ကိုစိတ်သက်လူသက်ရည်မှန်းချက်အသက်အောင်မြင်မှုတွေနဲ့ဆာလောင်လို့ဆရာတို့စောင့်ကြည့်နေပါကြောင်းဆရာကထပ်လောင်းပြောရင်းနဲ့ကဲတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးယရနာစိတ်ကြောက်ဇေတောင်းနိုင်ကစားနိုင်လို့တက်နေတဲ့ကိုလက်ဝေပြုလို့စီးစိမ်ဥစ္စာများတိုးဝါကြပါစေလို့ဆရာကစူတောင်းထောက်ပနာမောတာပြုလိုက်ရင်းနဲ့ ကဲတောက်ကြတော့အခါပြေးတာဒီမှာပဲရရအောင်ပါကျေးဇူးတင်ပါတယ်